Hello ပါဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီတစ်ခါကျတော့ဒီ HDMI ရဲ့ input နဲ့ပတ်သက်ပြီးနည်းနည်းလေးထပ်ပြီးပြောပြောပြပြမယ် input CSS ပေါ့နော်အဲ့ဒါပါဆိုတော့ကျွန်တော်ခဏန်းတစ်ခုမှာပေါ့နော်ခဏခဏန်း input input box တစ်ခုရှိရဲသူကခဏန်းနေထည့်ရတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က minimum maximum ရှိတယ်ဗျာလက်ခံထားပြီးပမာဏနဲ့ချိုးသွားရင်ကျွန်တော်တို့က CSS နဲ့ပေါ့နော် အဲ့ဒါမှတတိပေးခြင်းလို့ကလာလေးပြောင်းပြတာမျိုးပေါ့အဲ့လိုလုပ်ခြင်းဘယ်လိုလုပ်မလဲပေါ့အဲ့ဒါလေးသင်ပေးမယ်ပေါ့နော်ဆိုတော့ input အဲ့ဆိုကျွန်တော်က number ဆိုတော့ input number ပေါ့သူ့ရဲ့ input type ကခဏဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ name နဲ့ id တင်မလို့သေးဘူး minimum maximum မှာလိုအပ်တယ် minimum ကတော့ကျွန်တော်တို့ဒါ pipe ရှိ pipe ဆိုပါဆိုဗျာနော် maximum ကတော့ကျွန်တော်တို့အဲ50ပေါ့ နော်9နဲ့50ပေါ့သူကမီနီမန်နဲ့မစီမန်နော်အဲ့တော့ဟုတ်ပြီအဲ့တော့90 90 sorry 90မလုပ်နဲ့ဒီလိုမျိုးလေးပဲထားလိုက်မယ်2နဲ့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 5ကိုပဲထားကြည့်ပဲဆိုပါစို့ပေါ့နော်ဟုတ်ပြီအဲကျွန်တော်ကနေပြီးတော့အဲသူကနေပြီးပေါ့နော် input ကနေတစ်ခုခုရိုက်လို့ပေါ့နော်အဲဟောဖြစ်သွားမယ်ဆိုလို့ရှိရင် out of range ဖြစ်သွားမယ်ဆိုလို့ရှိရင်ပေါ့နော် ဒီမှာ minimum နဲ့ maximum တဲ့မပိုတဲ့ဟာပေါ့နော်မဟုတ်တဲ့ဟာတစ်ခုခုရေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအနီပြောင်းလိုက်မယ်အနီပြောင်းလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကအဲ့ input ကိုခေါ်လိုက်မယ်ခေါ်ပြီးတော့ဒီမှာ OUD out or rain ဆိုတာတွေ့လာနော်အဲ့ဒါနေပြီးတော့ကျွန်တော်က background ကို wrap ပေးလိုက်မယ်အဲ့ဒါရိုက်ကြည့်ရအောင်နေ့နော်3 4 5 6ခွန်း9ထပ်ဘူးပို့လို့ပါဖြစ်တော့မရတော့ဒီမှာနော်ပို့လို့မရတော့9မှာပဲဖြစ်နေလို့တကယ်လို့ငါတို့ကအဲအဲ့ကိုပေးပြီးတော့ပေးလိုက်မယ်ဆိုဒီမှာหนีသွားရတယ်ပေါ့ဟုတ်လားနော်အဲ့လိုမျိုးတကယ်လို့ငါတို့ဟောပေါ့နော်အဲ1ကိုပေးလိုက်မယ်ဆိုရင်หนีတယ်ပေါ့ဘာလို့ဆိုတော့အနေဆုံး minimum 2ဖြစ်နေလို့ပေါ့နော်တကယ်လို့ငါတို့က minimum 5ဖြစ်ပြီးတော့ maximum 50ဖြစ်နေမယ်ဆိုလို့ရှိရင်ရော အဲ့ဒါဆိုလို့ရှိရင်ငါတို့ကဒီမှာဆောင်းကလို့3ပေးလိုက်တာဟုတ်သေးတယ်မဟုတ်တော့မဟုတ်သေးဘူးပြန်စစ်လို့3ပေးလိုက်တာပါဖြစ်လဲအဲ့တော့နော် minimum 5ဆိုတော့3ရဟုတ်တယ်ပြဿနာရှိရယ်တကယ်လို့အဲ့0ပေးရင်လည်းပြဿနာရှိရယ်နော်5 5ကိုပေးကြည့်ရင်ပြဿနာမရှိဘူးနော်အဲ့တော့လည်းလို့50ပေးရင်ရောပြဿနာမရှိဘူးဒါပေမဲ့50နဲ့မတက်ဖြစ်သွားမယ်ဆိုရင်ပြဿနာရှိသွားပြီ ။ဘာလို့ဆိုတော့တဲ့ minimum နဲ့ maximum ကငါတို့သတ်မှတ်ထားလို့ပေါ့နော်။အဲအဲ့လိုမျိုးလေးပေါ့နော်။အဲ့တော့ဒီမှာ input out of range ဆိုတဲ့ဟာမျိုးလေးပေါ့နော်။အဲ့တော့ငါတို့ဒါလေးကကိုယ်တိုင်းဘလော့ခ်မှာအထွက်ချက်နဲ့ဆိုင်တဲ့ software ရေးလို့ရှိရင် website တွေရေးလို့ရှိရင်ဒီ out of range ပေါ့ input out of range ဆိုတဲ့ဒီကောင်လေးပေါ့နော်။ call ဒီမှာ column လေးတော့ကြားထဲမှာထည့်ရေးပြအောင်ပေါ့နော်။အဲ့ကောင်လေးကလိုအပ်ပါတယ်ပေါ့နော်။ဆိုတော့ဟုတ်ပါပြီ။ Okay ဆိုတော့နောက်တစ်ခါကျွန်တော်တို့ဘာလဲဆိုတော့ဒီ input နဲ့ပတ်သက်ပြီးပေါ့နော်။ သင်ပေးကြလေရှိအဲ့ဒါပေါ့ဆိုစာတွေ read and write လောက်ခွင့်ရှိမရှိပေါ့เนาะအဲ့ဒါတွေကတို့ control လုပ်လို့ရတယ်ဆိုအဲ့တော့ input တိုင်းကတော့တို့ကဒီ read and write လောက်ခွင့်မပေးနိုင်ဘူးပေါ့เนาะတချို့အကြောင်းရတယ်မှာပေါ့เนาะအဲ့တော့ input input ဆိုပြီးထည့်လိုက်မယ်ထားပါတော့ task ဆိုပြီးထည့်လိုက်မယ်ခွာစာသားပေါ့เนาะအဲအဲ့လိုမျိုးပေါ့စာတော့ ထားပါတော့အဲ့လိုမျိုးပြီးသွားပြီပေါ့နော်ဒီမှာစသားလေးပေါ့နော်ဒီမှာအပညာပေါ့ပေါ်လာမယ်ပေါ့အဲ့မှာဘဲလူဘဲလူထည့်မယ်နော်ဘဲလူဆိုတော့အထဲမှာငါတို့ကစထည့်မယ်ပေါ့ဗျာ my i ဟောပေါ့နော် my name is ပေါ့နော် my name လို့ပဲရေးလိုက်ပါမယ်လောလောဆယ်ဝင်းထိုက်ပေါ့နော်လို့ပဲရေးလိုက်မယ်အသေးစားရ my name ဝင်းထိုက်ကိုကျွန်တော်ပြင်ပြီးတော့ဒါကျွန်တော်ကြိုက်တဲ့နာမည်ရေးလို့ရတယ်ဟုတ်တယ်ဟုတ်ဒါဆိုရင် ကျွန်တော်ဖတ်လို့ဖတ်လို့လည်းရနေတယ်ဒီမှာကျွန်တော်ပြင်လို့လည်းရတယ်ဒါဆိုရင် re and write လုပ်တယ်လို့ခေါ်တယ်ဟုတ်လားเนาะအဲ့တော့အဲ့အဲ့ဒီပုံမှာကျွန်တော်ဘာဘာလုပ်လို့ရလဲဆိုတော့ကတ်တက်လိုက်မယ်ဘာဘာဘယ်လိုကတ်တက်လိုက်မလဲဆိုလို့ရှိရင် re only ဆိုပြီးတွေ့လာအဲ့ဒီဟာလေးကိုကျွန်တော်ထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီမှာကျွန်တော်ဘာမှဘာစားမှရိုက်လို့မရတော့ဘူးဘာစားမှကိုဘာစားမှရိုက်လို့မရတော့တာပေါ့เนาะအဲ့လိုမျိုးပေါ့ အဲ့လိုမျိုးလေးတွေရှိတယ်နော်အဲ့တော့ဒီမှာကျတော့အောက်မှာလဲ input တစ်ခုထည့်လိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒီ read only အခြေအနေမှာကျွန်တော်ကနေပြီးတော့အပြရန်ဟိုပါပေါ့နော်အညိုရောင်လေးပြီးလိုက်မယ်အဲ့တော့ဒီမှာ input input ဟိုပါပေါ့နော် aed read only ပေါ့နော်အဲ့ဖတ်ပဲဖတ်လို့ရတဲ့အခြေအနေဆိုရင်ကျွန်တော်ကမ background ဟိုပါလေးနဲ့ပြလိုက်မယ်ဗျာ အဲဒီအားလေးနဲ့ပြလိုက်မယ်ဒီကားလေးနဲ့ပြလိုက်မယ်နော်ပလာဒါဆိုဖတ်ပဲဖတ်လို့ရတဲ့အခြေအနေမျိုးလို့တကယ်လို့ re only ကိုကျွန်တော်ဖြုတ်လိုက်မယ်ဆိုရင်ဒီကောင်လေးပြောက်မယ်လို့ထင်လားနော်ပြောက်ကိုပြောက်မှာပါဘာလို့ဆို तू က re and write ဖြစ်သွားတယ်ဒီမှာလေဖြောက်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ရေးချင်တာရေးလို့ရသွားတယ်ဟုတ်တယ်မလားဒါပေမဲ့ကျွန်တော် re only လို့ရေးလိုက်မယ်ဆိုရင်အဲဒီမှာ ဟိုဟာလေးအော်တိုဝင်တယ်ဒီ CSS အဖက်ကလေးကအော်တိုဝင်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ read only ကိုရေးလိုက်လို့ဒီထဲမှာဒီ read only နဲ့ဝင်သွားတယ်လို့မဟုတ်ဘူးနော်ဒီ input ပေါက်ကငါတို့ကဖတ်ပဲဖတ်လို့ရအောင်လုပ်လိုက်တာပြင်ခွင့်မရှိဘူးဆိုပြီးတော့သုံးလိုက်လို့ပေါ့နော်အဲဒါလေးရတာဒီကျွန်တော်ရဲ့ဒီကုတ်ကုတ်မယ်မှာ HTML လေ့လာထားတဲ့သူတွေဆိုရင်တော့သိရပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ HTML ဟောပေါ့နော် HTML နဲ့ပတ်သက်ပြီးသိနားမလည်သိရင်လည်းအဲ့ ကုတ်မဲ့မှာကျွန်တော်တင်ပေးတာရှိအဲ့ဒါလေးဆက်လုပ်လိုက်ပေါ့နော်နောက်တစ်ခုနည်းနည်းလေးဆက်ပြောပြချင်တာကျွန်တော် input မှာကျွန်တော်အဲ့ဒီကုတ်မဲ့မှာပေါ့နော်ဒီ input မှာ header ဆိုတာလေးရှိသေးတယ်သူကဘယ်လိုလဲဆိုတော့တန်ဖိုးတွေကိုကျွန်တော်တို့က hide လုပ်လိုက်တဲ့အချိန်မှာကျွန်တော်သုံးရတာပေါ့ HTTP header လို့လုပ်လိုက်မယ်ပေါ့နော်အဲ့မှာဆိုသူကမပေါ်တော့မပေါ်ဘူးဒီမှာပေါ်မလာဘူးဒါပေမဲ့သူကဒီမှာရှိတယ်ပေါ့နော်တန်ဖိုးတစ်ခုနေနဲ့တရှိတယ်သူကဖောင်းနေမှာပေါ့နော်ဖောင်းနေမှာတန်ဖိုးတွေကိုတင်း တဲ့တော့ပေါ့နော်တဲ့ဆောင်မယ်ပေါ့နော်တဲ့ဆောင်ဖို့လိုအပ်လာရင်အဲ hidden ဆွဲကောင်ကိုတုံးရတယ်ဒါပေမဲ့ तू ကရှူဝိုင်မှာတော့ပေါ်မလာဘူးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ် okay ပါဆိုတော့အဲတရား my name is ဝင်းထိုက်ပေါ့နော်ဒါဆိုရင်အားလုံးပဲနားလည်မယ်လို့ပြောလိမ့်တယ်နော်အနောက်တစ်ခုကဘာဘာပြောရမလဲဆိုတော့ free only ကိုဖြုတ်လိုက်မယ်ဆိုရင် तू ကတာမန်အခြေအနေတာမန်အခြေအနေဆိုရင်ဒီ free only ဆိုတဲ့အခြေအနေတော့မရောက်ဘူးပေါ့တာမန်အခြေအနေကတော့ read and write ဟုတ်တယ်ဟုတ် re and do i d right ပေါ့နော်အဲ re only ရေးလိုက်မယ်ဆိုရင် right လို့လို့မရတော့ဒါ re only အတွက်ဒါကျွန်တော်တို့ဗာလဲဒါ css အဖတ်တစ်ခုကိုကျွန်တော်တို့ကသုံးလိုက်တယ်ပေါ့ဒီလောက်ပါပဲနော်အဲ့တော့ဒီ video လေးကတော့ကျွန်တော်တို့ဒီလောက်ပါပဲအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဗာပြီးသွားရဲ့ဆို our rain re and right နော် re only ဆိုတဲ့ဟာလေးပြီးသွားပြီပေါ့နော်နောက်မှာကျွန်တော် CSS target CSS ရဲ့ tab တွေကိုကျွန်တော်တို့သင်ပေးမယ်ပေါ့နော် ဒီအရလေးပြီးရင်တော့ကျွန်တော် project တစ်ခုနှစ်ခုလာမယ်ပေါ့ဗျာเนาะအဲ့ဒါလေးဒါလောလောဆယ်တော့ဒါ basic ပိုင်းလေးတွေကျွန်တော်ဆွဲခေါ်နေရတာပေါ့เนาะအဲ့လိုမျိုးလေးတွေရှိတာပေါ့အားလုံးပဲပတ်ပဲပါနော်